မင်္ဂလာပါခင်ဗျာမလာ16နေ့အတွက်ဘူယော်ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Voice of America နဲ့အခြားသော US ငွေကြေးထောက်ပံ့တဲ့မီဒီယာအဖွဲ့အစည်းတွေမှဝန်ထမ်းတွေအားလုံးကိုအလုပ်ဖြုတ်ဖို့ Trump ကအမိန့်စာလက်မှတ်ရေးထိုးခဲ့ပါတယ်။သမ္မတ Donald Trump ရဲ့အစိုးရအဖွဲ့ဟာစနေနေ့မှာ Voice of America နဲ့အစိုးရမှဥဆောင်တဲ့ Democracy ကိုဥတီတဲ့အခြားသတင်းအစီအစဉ်တွေကိုပြင်းပြင်းထန်ထန်ဖျက်တောက်မှုတွေစတင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီဖြတ်တောက်မှုတွေပြုလုပ်ပြီးတဲ့နောက်ဘီယိုဝန်ထမ်းတွေကိုတာဝန်မှအနားပေးခဲ့တယ်လို့အဖွဲ့အစည်းရဲ့ဒါရိုက်တာ ဖြစ်သူကဆိုပါတယ်။တောက်ကြနေညမှာကွန်ကရစ်လွတ်တော်မှာသူ့ရဲ့နောက်ဆုံးရမုံငွေဥပဒေကြမ်းကိုအတည်ပြုပြီးတဲ့နောက်မကြာမီမှာပဲထရန့်ဟာဥပဒေအရလိုအပ်တဲ့အေဂျင်စီများစွာရဲ့လုပ်ငန်းဆောင်တာတွေကိုရှော့ချဖို့သူ့ရဲ့အုပ်ချုပ်ရေးအဖွဲ့ကိုညွှန်ကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတည်းမှာ Voice of America Radio Free Europe and Asia နဲ့ Cuba အတွက်စပိန်ဘာသာနဲ့သတင်းထုတ်လွှင့်ပေးနေတဲ့ Radio Marti တို့လည်းပါဝင်ပါတယ်။ 83နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်အမေရိကန်အတံကိုတိတ်ဆိတ်ခဲ့တယ်လို့အဖွဲ့စည်းဒါရိုက်တာမိုက်ကယ်အေဘရာမိုဘစ်ကထုတ်ပြန်ချက်တစ်ခုမှာပြောကြားခဲ့ပါတယ်။ဝန်ထမ်း1300လုံးကိုတာဝန်ကနေခတ်တရရနာထားကြောင်း၎င်းကထပ်လောင်းပြောကြားခဲ့ပါတယ်။ဂွေဝေကအမေရိကန်ရဲ့ဇလန်းကိုတင်ဆက်ပေးနေတာဖြစ်ပြီးအထူးသဖြင့်တော့အာနာရှင်လက်အောက်မှာနေထိုင်သူတွေအတွက်ရည်ရွယ်ပြီးမျှတတဲ့သတင်းတွေနဲ့အချက်လက်တွေပေးခြင်းဖြင့်ကမ္ဘာတဝန်းလွတ်လပ်မှုနဲ့ဒီမိုကရေစီကိုမြှင့်တင်ပေးပါတယ်လို့အေဘရာမိုဘစ်ကပြောကြားခဲ့ပါတယ်။ နေစည်းမချသတင်းထောက်များအဖွဲ့ကလွတ်လပ်တဲ့အချက်လက်တွေကိုကာကွယ်သူအနေနဲ့ဒီဆုံးဖြတ်ချက်ကိုရှုတ်ချပြီး VOE ပြန်လည်လက်ပတ်နိုင်ဖို့အမေရိကန်အစိုးရကိုတောင်းဆိုထားပြီးဒီမကြုံစပူလုပ်ရက်တွေကိုအရေးယူဖို့ကွန်ဂရက်လွတ်တော်နဲ့နိုင်ငံတကာအတိုင်းဝိုင်းကိုတိုက်တွန်းထားတယ်လို့လည်းသိရပါဗျ။ Global Media Agency ဟာ Radio Free Asia နဲ့ Agency မှလှုပ်ဆောင်နေတဲ့အခြားသောအစီအစဉ်တွေကို ထောက်ပံ့ကြေးရည်ရဆိုင်ကြောင်းအကြောင်းကြားစာပေးပို့ခဲ့ပါဗျ။ Voice of America ဟာ American ပြည်တွင်းသတင်းတွေကိုအခြားနိုင်ငံတွေကို ပေးပို့ပြီးဒေသန္တရဘာသာစကားနဲ့ထုတ်လွှင့်ပေးနေတာလည်းဖြစ်ပါတယ်။ Radio Free Asia Europe and Malta ဟာတရုတ်မြောက်ကိုရီးယားနဲ့ရုရှားတို့လိုမျိုးအာဏာရှင်အစိုးရတွေရှိတဲ့နိုင်ငံတွေကိုသတင်းတွေပေးပို့နေတာလည်းဖြစ်ပါတယ်ခင်ဗျာ။ NASA ရဲ့နိုင်ငံတကာအာကာသစခန်းမှာပိတ်မိနေတဲ့အာကာသယာဉ်မှုတွေကိုကယ်ထုတ်ဖို့ Space ရဲ့အာကာသဒုံးပျံတဲ့အစားထိုးအာကာသယာဉ်မှုတွေကိုလွှတ်တင်ခဲ့ကြပါဗျ စပေးရဲ့အာဂါသဒုံးပြန်ဟာလွတ်တင်ပြီးတရက်ကျော်အကြာမှာနိုင်ငံတကာအာဂါသစခန်းကိုမလ16ရက်နေ့မှာရောက်ရှိခဲ့ပြီး NASA ရဲ့ပိတ်မိနေတဲ့အာဂါသရှင်မူ၂ယောက်အတွက်အစားထိုးအာဂါသရှင်မူတွေကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။အမေရိကန်၊ဂျပန်နဲ့ရုရှားတို့ကိုကိုစားပြုတဲ့အစ်စ်ရောက်လာသူအာဂါသရှင်မူ၄ယောက်ဟာပိတ်မိနေတဲ့အာဂါသရှင်မူ၂ဦးစီကနေနိုင်ငံတကာအာဂါသစခန်းရဲ့အဝင်အထွက်တွေကိုလာမည့်ရက်အနည်းငယ်မှာသိရမှာလဲဖြစ်ပါတယ်။ အဲ့ဒီနောက်2024ခုနှစ်ဇွန်လကလေးကပိတ်မိနေတဲ့၎င်းအာဂတရှင်မှုနှစ်ယောက်ဟာအခုသတင်းပတ်နောက်ပိုင်းမှာ၎င်းတို့ကိုပိုင် space ရဲ့အာဂတဒုံးပြန်တဲ့ကဘာမျက်စိပြန်လာကြမှာဖြစ်ပါတယ်။အဆိုပါအာဂတရှင်မှုနှစ်ဦးဟာဘိုရင်ရဲ့ပထမဆုံးအာဂတရှင်ပြန်သန်းမှုနဲ့နိုင်ငံတကာအာဂတစခန်းကိုရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။သူတို့ဟာယခုလအစောပိုင်းမှာနိုင်ငံတကာအာဂတစခန်းကိုရောက်ရှိခဲ့တာကိုလမြောက်ရှိပြီလဲဖြစ်ပါတယ်။ဘိုရင်ရဲ့ Starliner အာဂတရှင်ဟာပြဿနာများစွာကြုံတွေ့ခဲ့ရပြီး NASA က၎င်းရဲ့အာကာသယာဉ်မှူးတွေကိုကမ္ဘာမျက်စိပြန်ခေါ်လာဖို့ SpaceX ကိုတောင်းဆိုခဲ့တာကြောင့်အခုလိုလွှတ်တင်မှုကိုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။စက်တင်ဘာလနောက်ပိုင်းကလေးကပြန်လာဖို့ကြိုးစားခဲ့ပေမဲ့လည်းဘက်ထရီနဲ့ပတ်သက်ပြီးပြဿနာတက်ခဲ့တာကြောင့်ဒီလိုကြာမြင့်နေခဲ့ရတာလည်းဖြစ်ပါတယ်။ မိုးလေဝသကောင်းမယ်ဆိုရင်ဒီအာကသယင်မှု2ဦးနဲ့အခြားအာကသယင်မှု2ဦးကိုပြန်လည်တင်ဆောင်လာမယ် Space 8အာကသယင်ဟာမလ16ရက်နေ့ထက်စောပြီးနိုင်ငံတကာအာကသစကန်ဖလော်ရီဒါကောင်တန်ကိုဆင်းသက်လာမှာဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ